ါတို့ရဲ့ဘသူကလေဒါမတက်တာလို့လုတ်ပေးရတာဘာညာအဲဒီဘက်တွေလာပါလာပါအဲ့ဒိန်းလာပါအပူနဲ့အဲ့ဒိန်းလာမတက်တာလို့လုတ်ပေးရတာတဏ္ဍကြီးထောက်ခိုင်းပါတော့လောက်ရပြီပေါ့ကိုကတဏ္ဍထောက်ခိုင်းတယ်လို့ပြောမှာသကလုံးအဲ့လိုတွေကတော့မှတ်မိကြအောင်အကယ်ဒီပေးဖို့တက်တဲ့ချိန်မှာတချို့လူတွေမျက်နှာကြောတွေကဘလို့နေလဲပြောရင်မှတ်ပါမှာဆိုလို့ဒီလောက်နဲ့ပဲတာဝါကျေးဇူးတင်တာကတော့မချောင်ပြောဘူးတော့အဲ့ဒီလုတ်ဆင်းသွားတာခင်ဗျအဲ့လိုတွေ short တော့လို့မရဘူးခင်ဗျအဲ့မှာဟိုဟိုဟိုမင်းသမီးဆိုလဲမလေးဝန်ကြီးက like ခေါ်တော့တော့သူကခချောချောနဲ့လုတ်တာအဲ့လိုလုတ်တာ ကလူတွေကြည့်တော့ဖြင့်ဟိုမြန်မာနိုင်ငံမှာပဲဟိုလူရင်းကျဲလုံနိုင်တဲ့အင်ကျက်အဆင့်တွေကြက်တောင်ရိုးကြက်မှုအင်ကျက်အဆင့်တွေအဲ့လိုအဆင့်တွေလူကြည့်တော့ဟိုဟိုပြောမယ်ဆိုဟိုအချင်းပေါင်းတဲ့အဆင့်တော်မရှိဘဲနဲ့ဖင်ကောင်းကျဲခြင်းတဲ့အုပ်စုတွေပွင့်လဲပြောရင်လူကြည့်တော့အချင်းပေါင်းတဲ့လောက်တော့အချင်းဒီအချင်းပေါင်းတဲ့အချင်းဒီလောက်တော့မရှိဘဲနဲ့ဖင်ကောင်းကျဲဖို့အနေထားမျိုးလုပ်တယ်ဆိုတော့တခါကြရင်တော့ဖင်ကောင်းအသိကျဲတာတော်တော်ကျဲလုံးတယ်လူတို့ကိုလူဘာဝအကြမ်းဖက်လို့အမရဘူးမင်းတို့စစ်အာဏာရှင်တွေအတွက်ဝါဒဖြန့်ချီရေရုပ်ရှင်မရိုက်ပေးလို့အနုပညာရှင်တွေကိုဖမ်းတယ်ဆိုတော့ မင်းတို့တော့အောက်တန်းကြတဲ့အာနာရှင်ကဘာမှမရှိဘူးနော်ကဘာမှာဆက်အာနာရှင်တွေအများကြီးပေါ်ခဲ့ဘူးတဲ့ကဘာမှာရုပ်မာတယ်ရိုင်းဆိုင်တယ်ရက်ဆက်တယ်အောက်တန်းကြတယ်ဆိုတဲ့ဆက်အာနာရှင်တွေအများကြီးပေါ်ခဲ့ဘူးတဲ့မင်းတို့မြန်မာနိုင်ငံကစစ်ခွေးမင်းအောင်လိုင်တော့အောက်တန်းကြတဲ့စစ်အာနာရှင်အာနာယူကဘာမှာမရှိသေးဘူးတတ်တာလို့လောက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖက်လှည့်နေ သူတို့ရဲ့ lobby တွေကနေတဆင့်ဝါရပြန်ပြောင်းအောင်ပါမပူနဲ့မတက်တာလို့လောက်ရတယ်ဆိုပြီးတနက်ကြီး6ထောက်တော့ထောက်ထားမှာတော့ငါတို့ပြောရတာပေါ့ကွာဆိုတော့ခေါင်းစဉ်တွေပြန်လှည့်ကြအောင်ပါမပူနဲ့အဲ့ဒါလာအောင်ပါအဲ့ဒါကိုလည်းအာနာမေဖွဲ့စည်းတဲ့တိဖို့လိုတယ်လူကြီးတွေကိုယ်တိုင်အားကိုမလေးဘုဒ္ဓမြတ်ရှင်ရှင်မြင်သူတို့ကမသိအများဘူးမိုးကြွယ်ရွှေကိုဘိုးဘွားကြတရားမင်းမြင်ရသလိုမျိုးနဲ့ဟီးဟဲနဲ့တွားပြီးဖျဲကြတာလူကြီးတွေကလူကြီးတွေဝင်ကြီးတွေအဆင့်ကဝင်ကြီးတွေဗာကြီးညာကြီးတွေပေါ့အကောင်ကြီးတွေပေါ့ဗျာခမရတို့ကလည်းအဲ့အမှုပညာတွေလို့မျက်နှာကြောတင်းတင်းနဲ့ခတ်မှမှခတ်ပြပြဆက်ဆံနိုင်ဖို့လိုတယ် ဲ့လိုမှအဲ့လူတွေချိုးပြီမှာခင်ဗျားတို့ဟီးဟဲသွားလုပ်နေသူတို့ကဘာလဲဆိုတော့ထုတ်လိုက်တဲ့ငွေရှိတယ်မှာကမပေါ်ကြီးပါကွာဆိုပုံစံဖြစ်သွားရောခင်ဗျားတို့လည်းစင်ကျင်ကြဖို့လေဝင်ကြီးတွေညနာတွေပြုတ်တာကောင်းကောင်းပြောတရားလေးပြောပါခင်ဗျားတို့တရားလေးပြောပါဆိုတော့လုံမရဘူးပုံနဲ့ပြန်ပါစောက်ကိုကြည့်နေတယ်ဒီအကုန်လုံးပိုင်ရှင်တွေခေါ်မင်းတို့လောင်းလောင်းခဏလောင်းခေါ်လောင်းမင်းဖိုးဝင်နေဘဏ္ဍာကရခဲ့ဘဏ္ဍာကโอเคကောင်းတယ်အဲ့ကားရခဲ့ရဖိုးတကားကိုဘယ်လောက်ပေးရလဲမေးလိုက်ရှင်းရှင်းပေးလိုက်ဟာဘယ်လောက်ပေးရမလဲโอเคကား၁၀ကားဆိုရင်တကားကိုကျွန်တော်သိသိတော့ပေးရမယ်၁၀ကားသိသိတော့ကဲဖိုးဝင် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရွေးကောက်ပွဲမှာပြုံးပြုံးရှင်ရှင်နဲ့ပူးပေါင်းပါဝင်ခြင်းမရှိတဲ့အမှုပညာရှင်တွေကိုပိုင်ဆိုင်မှုပိတ်သိမ်းသည့်အထိအေးအေးယူပေးဖို့ကြုံမျိုးမင်းပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးတော့ခဲ့ကြပါအောင်ခင်ဗျာမင်းတို့ကစစ်အာဏာရှင်ကိုခံယူတာချင်းတူရင်တောင်မှလေကဖာမှာတကယ်အောက်တန်းအကြဆုံးအဆုံးအပြတ်ဆုံးအယုတ်အညံ့ဆုံးမင်းမရှာအချောက် လောက်တောင်မှတန်ဖိုးမရှိတဲ့ကောင်တွေအဲ့ဒါလို့ပြောလို့ LGBT တွေသူကနစ်နာစရာဖြစ်အောင်မယ်တကယ် LGBT အစ်စ်တွေကတကယ်ကိုတက်သည့်ဂုံတိတ်ခါနဲ့အမတန်ပြည့်စုံတဲ့ LGBT တွေဗျအဲ့တော့မြန်မာနိုင်ငံကစစ်ခွေးတွေကိုမေကိုလိုးတွေတရွှေတမျိုးလုံးကိုကိုကိုပြန်လိုးမဲ့ကောင်တွေဘယ်လိုဆဲလို့ဆဲရမှန်းတော့မသိတော့တော်တော်အောက်တန်းကြတဲ့ခွေးမသားတွေအဲ့တော့ဒီနောက်ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူလူထုအလုံးနားလေသဘောပေါက်တင့်ပြီး ဒီစစ်အာဏာယူစစ်ခွေးတွေဟာသူတို့အကျိုးစီးပွားအတွက်ဆိုရင်တနိုင်ကန်လုံးကိုလည်းမီးလောင်ပြာချဘဒုကိုမစုဘာမစုအကုန်လှုပ်ရဲတယ်ဆိုတာပေါ်လွင်နေပါပြီအဲ့ဒီတော့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေငြိမ်မနေကြပါနဲ့တော့ကြောက်မနေကြပါနဲ့တော့မှတ်ထားလောကမှာလူဆိုတာလေစပလိန်လိုပဲဖြစ်ရင်ပို့ပြီးပြည်တယ်ကျွန်တော်တို့ကံအားနဲ့ကံမတာလင်ကျွန်တော်တို့ကိုဖိနေတဲ့လူတွေအလုံးလွင့်စင်ထွက်သွားမှာဖြစ်တယ်အလုံးတောက်မနေပါနဲ့တော့ရုတ်ထဖို့အချိန်တန်ပြီကြပါနော်ဒီမှာကြည့်ဒီမှာကြည့် ီမှာကြည့်ဒီမှာကြည့်ဒီမှာကြည့်เนาะအဲ့ဒါတွေကဟိုနေ့စဉ်နေ့တိုင်းဒါကျွန်တော်တို့ရဲ့ကွန်မန့်တွေမှာမက်ဆန်ဂျာတွေမှာနေ့စဉ်နေ့တိုင်းလာပြီးချင်းချောင်းနေတဲ့စာတွေဖြစ်ပါတယ်ဒါကကျွန်တော်တယောက်တည်းမဟုတ်ဘူးမြန်မာတနိုင်ကံလုံးဒီစစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့လူတွေအကုန်လုံးမြန်မာပြည်ပင်းထဲမှာရှိတဲ့ပြည်သူတွေအကုန်လုံး94တန်းသောပြည်သူတွေအကုန်လုံးကိုဒါချင်းချောင်းနေတာ တော့ဆိုလိုချင်တဲ့ဘောကသူတို့ကလှုပ်ချင်တာလှုပ်မယ်ဖမ်းချင်တဲ့လူကိုဖမ်းမယ်တတ်ချင်တဲ့လူကိုတတ်မယ်လှုပ်ချင်တယ်လို့လှုပ်မယ်ဘာမှပြန်မပြောနဲ့ပြန်ပြောရင်တည်တံတည်ရမယ်သူတို့လှုပ်ချင်တာလှုပ်ပြလိုက်လို့ရတယ်ဆိုတဲ့ပုံတဘောကိုဒါတက်ရောက်နေတာဖြစ်ပါလေအဲ့ဒီတော့ကျွန်တော်တို့သူတို့ပြောသလိုမျိုးเนาะမြန်မာပြည်တဲကိုပြန်ခဲ့ပါမြန်မာနိုင်ငံမှာလာပြောပါဆိုတော့ ဒါဆိုရှင်းနေတာပဲเนาะမြန်မာနိုင်ငံအတွင်းထဲမှာရှိနေတဲ့လူတွေသူတို့ရဲ့ပိုင်နဲ့ area เนาะသူတို့အာနာသိမ်းထားတဲ့ထိန်းချုပ်မှုအောက်မှာရှင်းတန်နေရတဲ့လူတွေရဲ့ဘဝကเนาะဟိုตาရဲ့တိရစ္ဆာန်တကောင်လို့ကြက်ကလေးငှက်ကလေးလို့မှတန်ဖိုးမရှိတော့ဘူးသူတို့တတ်ချင်တယ်လို့တတ်မယ်ဖမ်းချင်တယ်လို့ဖမ်းမယ်လှုပ်ချင်တယ်လို့လှုပ်မယ်ဆိုတဲ့ဒါတဘောကိုတက်ရောက်နေတာဒါအလုံးသိတဲ့အတိုင်းပဲဖြစ်မှာပါအဲ့တော့အမှန်တရားဆိုတာကဘယ်ကနေနေ ဘယ်မှာပဲပြော့ပြော့အမှန်တရားဒီအမှန်တရားပဲအဲ့တော့ဒါကကျွန်တော်တို့မြန်မာပြည်လင်းထဲမှာရှိတဲ့လူတွေအကုန်လုံးရဲ့ဘဝကိုဒါချင်းချောင်းနေတာအဲ့တော့ဘမလဲကျွန်တော်တို့ရဲ့လူအခွင့်ရေးဘမလဲလူသားတယောက်ရဲ့လူလက်ခွင့်လူသားတယောက်ရဲ့ဖြစ်တည်မှုဒါကလူဆိုတာမျိုးက suffering လို့ပဲပြီးရင်ပြီးဝင်သွားတယ်ကျွန်တော်တို့အဖြစ်ခံနေတယ်ဒီ အဲ့ဒီ supply ကပြိဝင်သွားမှာကျွန်တော်တို့တုံးကန်အားနဲ့တော်လန်မတာလင်ကျွန်တော်တို့ကိုဖိနေတဲ့လူတွေအကုန်လုံးကလွင့်စင်ထွက်သွားမှာဖြစ်တယ်ကျွန်တော်တို့ဒါကိုကြောက်လို့အလျှော့ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့တင်မဟုတ်ဘူးနောက်မှမြန်မာနိုင်ငံမှာမွေးဖွားလာမဲ့လူတွေအကုန်လုံးကျွန်တော်တို့ထက်ကိုပို့ပို့ပြီးတော့ကြောက်ရတဲ့ဘဝတွေကျွန်တော်တို့ထက်ကိုပို့ပို့ပြီးတော့မှစင်ရဲ့နေကြအောက်တန်းကြတဲ့ဘဝတွေကိုရင်ဆိုင်နေကြရမှာဖြစ်ပါတယ် အဲ့ဒီတော့ဒီစစ်အာဏာရှင်တွေရဲ့ဖိနှိပ်မှုတက်ပြတ်မှုနှင်းပန်းနှိပ်စက်မှုအနိုင်ကျင့်မှုတွေကိုကျွန်တော်တို့ဘဝတွေကျွန်တော်တို့မျိုးဆက်မှာလာနောက်ဆုံးထားပြီးတော့ကျွန်တော်တို့ရင်ဆိုင်ခဲ့ရရင်ဆိုင်အနိုင်ယူခဲ့မှဒါလေနောက်မှာမွေးဖွားလာမဲ့ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေအလုံးပွေလဲလွတ်လပ်ပြီးတော့မှလူသားတန်ဖိုးနဲ့အညီလူတယောက်လိုရှင်သန်နေထိုင်နာမှာဖြစ်ပါတယ် အဲ့ဒီတော့ကျွန်တော်တို့ပြည်သူတွေတောက်မနေကြပါနဲ့တော့အားလုံးစုပေါင်းပြီးတော့ဂျိုင်းသူတွန်းလှန်ရမယ်အချိန်ကိုရောက်ရှိလို့လာပါပြီကျွန်တော်တို့ကဒီအချိန်မှာတာဝန်မကျေတာဝန်မတိရှောင်ပြေးအရှုံးပေးခဲ့ကြရင်နောက်မှမြန်မာနိုင်ငံမှာမွေးဖွားလာမဲ့လူတွေအားလုံးအားလုံးကျွန်တော်တို့ရဲ့မျိုးတွေမြစ်တွေသားတွေတမီးတွေအကုန်လုံးကဒီစစ်အာဏာရှင်တွေစစ်အာဏာရှင်ရဲ့မိသားစုတွေကောင်းစားရေးအတွက် ုံတပွဲပေးဆက်ရမယ်ဘဝကိုရင်ဆိုင်ကြရလိမ့်မယ်အဲ့ဒီလိုရင်မဆိုင်နိုင်ဘူးကျွန်တော်တို့နောက်မှမွေးပါလာမယ့်မျိုးသက်တွေကိုဒီလိုနှိပ်ကြပြီးတော့မှအောက်တန်းကြတဲ့ဘဝကို မပေးလို့ဘူးဆိုရင်ကျွန်တော်တို့ဒီစစ်အာဏာရှင်ကိုဒီຫນွေဦးတော်လှန်ရေးမှာနိုင်အောင်တော်လှန်မကိုရောက်မှာပါအဲ့တော့ဗျာကျွန်တော်တို့အာတော်လှန်ရေးကအခုဆိုရင်9နှစ်ရှိလာပြီဆိုတော့ဗျာအော်ဘဒုကဘာဘယ်အဖွဲ့အစည်းကဘာမြန်မာနိုင်ငံရဲ့အခြေအနေကဘာဆိုတာလဲအကုန်လုံးကဟောသိနေပြီဆိုတော့လေကျွန်တော်စကားနည်းများမပြောတော့ဘူးအဲ့တော့ကျွန်တော်ဒီဟာလေးကိုပဲထောင်ထားလိုက်တော့မယ်နော်ဒီဟာလေးထောင်ထားပြီးတော့ပဲကျွန်တော်ဒီနေ့တညလုံးအလှူခံမယ်ဗျာရချင်တဲ့လောက်ရ ကျွန်တော်တို့ဘလောက်ပဲပြင်ပန်းပြင်ပန်းကျွန်တော်တို့ကြည်စံတောက်ဖို့ရရင်လည်းကျွန်တော်တို့မြေပြင်မှာအခက်အခဲရှိနေတဲ့ရဲဘော်တွေတို့ကအကူအညီရတယ်။နှစ်တောက်ဖို့ရရင်လည်းအကူအညီရတယ်။အဲ့တော့ကျွန်တော်ဒီတိုင်းလေးပဲလူခံတော့မှာဗျာ။အဲ့တော့ကျွန်တော်တို့ ျွန်တော်တို့တော်လရင်မိဘပြည်သူများအားလုံးမင်္ဂလာပါတယောက်ကို90နိုင်10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 0နိုင်တက်နိုင်တဲ့လောက်ပါဝင်ပေးလို့ရပါတယ်เนาะအဲ့တော့တရားလဲလူလို့ရတယ်90လဲလူလို့ရတယ်9000လဲလူလို့ရတယ်100လဲလူလို့ရတယ်ဟောဟော9000 1000ဆိုတာကဟိုမြန်မာငွေနဲ့ပြောတာလीเนาะအဲ့တော့ထိုင်းနိုင်ငံမှာရှိကြတဲ့ညီကိုမောင်မတွေတရားကို90လူလဲရတယ်တရားလူလဲရပါတယ်ကျွန်တော်တို့ကြည်စံဘိုးတက်နိုင်တဲ့လောက်ပါဝင်ပေးကြပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးရဲ့အခြေအနေကအမြင့်ဆုံးနဲ့အရေးအကြီးဆုံးအခြေအနေကိုရောက်နေပါတယ်အဲ့တော့ကျွန်တော်တို့ဒီအခြေအနေကစကားအမြ ားကြီးပြောစရာမလိုတော့တဲ့အချိန်မှာကျွန်တော်တို့ကစကားတွေအများကြီးပြောရမယ်အစားရန်သူစခန်းကိုတက်သိမ်းရမယ်အချိန်နေပြည်တော်ကိုတက်သိမ်းနိုင်ဖို့အတွက်အားလုံးကြိုးစားရမယ်အချိန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စကားအများကြီးပြောစရာမလိုပါဘူးမြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်လိုအပ်နေတဲ့ကြည်စံလက်နက်စေဝါရိတ်ခါအတွက်ကျွန်တော်တို့အလှူခံပါတယ်တက်နိုင်တယ်လို့ပါဝင်ပေးကြပါဗျာနော်အဲ့တော့ကျွန်တော်ဒီတလကတော့ငင်းကြံခရိုင်မှာရှိတဲ့အဖွဲ့တွေကိုကျွန်တော်ရတလောက်မျှဝေပေးဖို့အတွက်အလှူခံနေတာဖြစ်ပါတယ် တို့ပြည်တွင်းပြည်ပမှာရှိကြတဲ့ညီကောင်မတွေအားလုံးအားလုံးတက်နိုင်သလောက်ပါဝင်ကူညီပေးကြဖို့အားလုံးကိုမျှတရက်ခံပါတယ်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဒီအချိန်ကတော့အရေးအကြီးဆုံးနဲ့အလိုအပ်ဆုံးအချိန်တွေပါအားလုံးသိတဲ့အတိုင်းပဲเนาะကျွန်တော်တို့စကားတွေအများကြီးပြောစရာမလိုတော့ဘူးတော်လန်ရေးကလည်း9နှစ်တောင်ရှိလာပြီဟောဘယ်သူကပါလဲမြန်မာနိုင်ငံရဲ့အချိန်တွေကပါလဲလက်ရှိတော်လန်ရေးရဲ့အချိန်တွေကဘာဖြစ်နေလဲဆိုတာအားလုံးလည်းသိပါတယ်အဲ့တော့ကျွန်တော်တို့ဒီအချိန်ကတော့ရန်လူစခန်းကိုတက်သိမ်းရမယ့်အချိန်မှာစကားတွေအများကြီးရွေးကောက်ပွဲဝါဒဖြန့်ယုတ်ရှင်အတွက် အမှုပညာရှင်200ခန့်ကိုစစ်ကော်မရှင်ဆက်သွယ်ညှဉ်းဆန်သူများအားပြပထွက်ခွင့်နှင့်အမှုပညာလှုပ်ရှားမှုများပိတ်မိဟုချိန်ချောက်အာနာသိန်းစစ်အုပ်စုသည်ရင်းတို့၏ရွေးကောက်ပွဲစည်းရုံးလှုပ်ဆောင်ရေးရုပ်ရှင်များတွင်ပါဝင်ရန်အတွက်နာမည်ကြီးအမှုပညာရှင်200ခန့်ကိုဆက်သွယ်လျက်ရှိကြောင်းအမှုပညာအတိုင်းဝိုင်းနှင့်နှိဆက်သူများထံမှသိရသည် စစ်ကော်မရှင်ကယင်းသည့်အမှုပညာရှင်များမှတဆင့်ဆက်သွယ်ပြောဆိုနေခြင်းဖြစ်ပြီးပါဝင်တရုတ်ဆောင်ခြင်းမပြုပါကပြည်ပထွက်ခွာခွင့်ပိတ်မိဖြစ်သည့်အပြင်အမှုပညာလှုပ်ရှားမှုများကိုပါပိတ်ပင်မိဟုချင်းချောက်ထားကြောင်းသတင်းများကဖော်ပြသည်ဆက်သွယ်ခံရသူအစိုးရတဦး၏ပြောဆိုချက်အရဝါရဖြန့်ရုပ်ရှင်တွင်ဆိုင်းပုံများကင်ကတရုတ်ဆောင်စီမည်ဖြစ်ပြီးရိုက်ကူးပြီးစသည့်ဗီဒီယိုကိုဒီဇင်ဘာလပထမပတ်တွင်စတင်ထုတ်လွှင့်မည်ဟုသိရသည်တချိန်ထဲမှာပင်ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းကို ဝေဖန်သည့် post our love reacts အသေးပုံပေးခဲ့သူဒရိုက်တာများဖြစ်သောဇံဘူးထွန်းတက်လွင်နှင့်အောင်ချမ်းလူတို့ဖန်ဆီးခံရသည် အောက်တိုဘာ31ရက်ညပိုင်းမှစ၍ပြည်တွင်းလူပညာရှင်များအားပြပထွက်ခွာခွင့်ကန့်သက်လိုက်ပြီးနမည်ကြီးသူများကိုလေစိတ်မှပြန်လည်ခိုင်းမှုများရှိခဲ့ကြောင်းလည်းသတင်းရင်းမြစ်များကပြောကြားသည့်စစ်အုပ်စုသည်ရင်းတို့၏ရွေးကောက်ပွဲအပိုင်းတစ်ခုဒီဇင်ဘာ28ရက်နေ့အပိုင်းနှစ်ကို2026ခုနှစ်ဇန်နဝါရီ17ရက်တို့တွင်ပြုလုပ်ရန်စီစဉ်ထားကြောင်းလည်းသိရသည် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရွေးကောက်ပွဲမှာပြုံးပြုံးရှင်ရှင်နဲ့ပူးပေါင်းပါဝင်ခြင်းမရှိတဲ့အမှုပညာရှင်တွေကိုပိုင်ဆိုင်မှုပိတ်သိမ်းသည့်အထိအရေးယူပေးဖို့ကြုံမျိုးမင်းပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးတော့ခဲ့ကြပါအောင်ခင်ဗျာရွေးကောက်ပွဲဝါရဖြန့်ရုပ်ရှင်အတွက် အမှုပညာရှင်၂၀၀ခန့်ကိုစစ်ကော်မရှင်ဆက်သွယ်ညှင်းဆန်သူများအားပြည်ပထွက်ခွင့်နှင့်အမှုပညာလှုပ်ရှားမှုများပိတ်မိဟုချင်းချောက်အာနာသိန်းစစ်အုပ်စုသည်ရင်းတို့၏ရွေးကောက်ပွဲစည်းရုံးလှုပ်ဆောင်ရေးရုပ်ရှင်များတွင်ပါဝင်ရန်အတွက်နာမည်ကြီးအမှုပညာရှင်၂၀၀ခန့်ကိုဆက်သွယ်လျက်ရှိကြောင်းအမှုပညာအတိုင်းဝိုင်းနှင့်နှိဆက်သူများထံမှသိရသည် စစ်ကောင်မရှင်ကယင်းဤသည့်အမှုပညာရှင်များမှတဆင့်ဆက်သွယ်ပြောဆိုနေခြင်းဖြစ်ပြီးပါဝင်တရုတ်ဆောင်ခြင်းမပြုပါကပြပထွက်ခွာခွင့်ပိတ်မိဖြစ်သည့်အပြင်အမှုပညာလှုပ်ရှားမှုများကိုပါပိတ်ပင်မည်ဟုချင်းချောက်ထားကြောင်းသတင်းများကဖော်ပြသည်ဆက်သွယ်ခံရသူအစိုးရတဦး၏ပြောဆိုချက်အရဝါရဖြန့်ရုပ်ရှင်တွင်စိုင်းပုံများကင်ကတရုတ်ဆောင်စီမည်ဖြစ်ပြီးရိုက်ကူးပြီးစီးသည့်ဗီဒီယိုကိုဒီဇင်ဘာလပထမပတ်တွင်စတင်ထုတ်လွှင့်မည်ဟုသိရသည်တချိန်ထဲမှာပင်ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းကို ဝေဖန်သည့် post our love reacts အသေးပုံပေးခဲ့သူဒရိုက်တာများဖြစ်သောဇံဘူးထွန်းတက်လွင်နှင့်အောင်ချမ်းလူတို့ဖန်ဆီးခံရသည့် အောက်တိုဘာ31ရက်ညပိုင်းမှစ၍ပြည်တွင်းလူပညာရှင်များအားပြပထွက်ခွာခွင့်ကန့်သတ်လိုက်ပြီးနမဲကြီးသူများကိုလေစိတ်မှပြန်လည်ခိုင်းမှုများရှိခဲ့ကြောင်းလည်းသတင်းရင်းမြစ်များကပြောကြားသည့်စစ်အုပ်စုသည်ရင်းတို့၏ရွေးကောက်ပွဲအပိုင်းတစ်ခုဒီဇင်ဘာ28ရက်နေ့အပိုင်းနှစ်ကို2026ခုနှစ်ဇန်နဝါရီ17ရက်တို့တွင်ပြုလုပ်ရန်စီစဉ်ထားကြောင်းလည်းသိရသည်ပြောရမယ့်အချိန်မဟုတ်တော့ပါဘူးအဲ့တော့ကျွန်တော်တို့မိဘပြည်သူများအားလုံးပြည်သူတယောက်ချင်းစီတိုင်းက ကိုစီကိုစီတာဝန်အသိစိတ်နဲ့ကိုတက်နိုင်တဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်ပေးကြဖို့အားလုံးကိုဖိတ်ခေါ်ပါရစေเนาะတယောက်ကိုအာထိုင်းဘတ်ငွေ90နိုင်နိုင်100နိုင်နိုင်เนาะမြန်မာငွေ1000နိုင်နိုင်2000နိုင်နိုင်တက်နိုင်တယ်လို့ပါဝင်ပေးကြဖို့အားလုံးကိုမြေတားရက်ခံပါရစေအားလုံးသိပါတယ်เนาะကျွန်တော်ကိုအာအရင်တုန်းကရင်းနှီးမှုတဲ့လူဆိုသိမှာပါကျွန်တော် live လွှင့်ပြီးတော့အလှခံရိုးထုံးစံမရှိဘူးကျွန်တော်လုံနိုင်တာတွေလုံပေးပြီးတော့ကျွန်တော်ရဲဘော်တွေကျွန်တော်ထောက်ပတ်နိုင်တယ်လို့ကျွန်တော်ထောက်ပတ်နေတာအားလုံးနဲ့သိပါတယ်เนาะကျွန်တော်အရင်တုန်းက လိုက်လို့ရင်ကျွန်တော်အလှူမခံဘူး။ဘာလို့လဲဆိုတော့ကျွန်တော်လိုက်လို့ရင်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဒီတုံးသက်တာတွေ၊ဆွေးနွေးတာတွေနော်အဲစိတ်သက်ကွန်အားပေးတာတွေစီယုံရေးလုပ်တာတွေပဲကျွန်တော်လုပ်တယ်။ကျွန်တော်လိုက်လို့ရင်ပြီးတော့အလှူခံရိုးထုံးစံမရှိဘူး။ဒါပေမဲ့အခုကကျွန်တော်တို့နိုင်ငံရေးຫນွေဦးတော်လှန်ရေးရဲ့အရေးအကြီးဆုံးနဲ့ အလိုအဆုံးချင်းဒီကိုရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်လိုက်လွင်ပြီးတော့အလူခံရခြင်းဖြစ်ပါတယ်။နောင်လဲလိုက်လွင်ရင်အလူပဲခံမှာပါ။တခြားဟိုဘလို့လဲ။တခြားစကားများများပြောရမယ့်အချိန်မဟုတ်တော့ဘူးပြ။ဒီချိန်ကစကားများများပြောရမယ့်အချိန်မဟုတ်တော့ဘူး။ရန်သူစကန်းကိုတက်သိမ်းရမယ့်အချိန်။နောက်ပြီးတော့ဟိုကို့အချင်းချင်းစကားတွေများရမယ့်အချိန်လည်းမဟုတ်တော့ဘူး။နော်ဟို။ကို့အချင်းချင်းတယောက်ကိုတယောက်ကိုတစ်ဖက်ကိုတစ်ဖက်တစ်ဖက်ကိုတစ်ဖက်ထိုးချရမယ့်အချိန်လည်းမဟုတ်တော့ဘူး။ဒီချိန်ကကျွန်တော်တို့အားလုံးနေပြည်တော်ကိုတက်သိမ်းရမယ့်အချိန်၊ရန်သူစကန်းကိုတက်သိမ်းရမယ့်အချိန်။အဲ့တော့အဲ့လိုနေပြည်တော်ကိုတက်သိမ်းနိုင်ဖို့ရန်သူစကန်းကိုတက်သိမ်းနိုင်ဖို့ဆိုတော့ကျွန်တော်တို့မှာလိုအပ်ချက်တစ်ခုပဲရှိတယ်။ကြီးစ ံစေဝါစာနယိကဒီဟာတွေအရေးကြီးပါဒီဟာတွေရှိမှကျွန်တော်တို့ကနေပြီးတော့တက်သိမ်းလို့ရမယ်အဲ့တော့မင်းတို့တော်လည်းရအခုချိန်ဒီမပြီးသေးဘူးလားမင်းတို့တော်လည်းရအခုချိန်ဒီနေပြီးတော့တက်မတိုက်သေးဘူးလားမင်းနေမင်းနေရုံနဲ့မရဘူးတက်တိုက်ဖို့ဆိုတာပတ်စံလိုအပ်တယ်နော်အဲ့တော့ဟို15မိနစ်သာစစ်ပွဲတစ်ပွဲဖြစ်ရင်တောင်မှကျွန်တော်တို့ကြီးစံအနည်းဆုံးတောင်းနဲ့ချီကုန်တယ်အဲ့တော့ကြီးတောက်ရဲ့တန်ဖိုးကတောင်းကြော်တယ် တော့15မိနစ်လောက်ပြစ်ပြီးဆိုရင်အနည်းဆုံးမြန်မာငွေ300 300ကအတားလေးကုန်တယ်ဒါ15မိနစ်စာပြောတာနော်အခုဆိုရင်မန္တလေးမှာ2လကျော်ကျော်ပြီဒါမန္တလေးနဲ့မြင်းကြံသွင်းမှာ2လတိတိ2လကျော်နေပြီဒါစစ်ကောင်စီကလေရင်နဲ့ဘုံလာကျဲတယ်လက်နက်ကြီးတွေနဲ့လာလာပြစ်တယ်သူတို့စိတ်ရှိတိုင်းလာလာပြစ်တယ်ကျွန်တော်တို့ရဲဘော်တွေမှာကကြီးစံကအလုံးအလောက်မရှိဘူးစိတ်ရှိတိုင်းပြန်မပြစ်နိုင်ဘူးအဲ့တော့2လလုံးလုံးဘလောက်တောင်ခုခံနေရမလဲစဉ်းစားလာကြည့်တော့အဲ့တော့ကျွန်တော်တို့ဒီအချိန်မှာအလိုအပ်ဆုံးကတော့ကြီးစံကြည်စံလိုပါလေအားလုံးအနိုင်တလောက်ပါဝင်ပေးကြပါဗျာ ခက်တာကကျွန်တော်ရဲ့ Facebook ကလည်းနော်ခက်တာကကျွန်တော်ရဲ့ Facebook ကောက်ကလည်းစာရွက်စာတန်းတွေတင်လို့မရဘူးစာရွက်စာတန်းတွေပြရတာနဲ့အပိတ်ခံရတယ်အဲကြောင့်တိတ်လဲမပြရဲဘူးကျွန်တော်တို့အဲ့လိုဂုံပြုမှတ်တမ်းတွေတို့အနောက်တဲ့ရဲဘော်တွေနဲ့ပတ်သက်တဲ့စာရွက်စာတန်းတွေဆိုတင်လို့လုံးဝမရဘူးအဲ့ဒါကြောင့်ဒီဟာတော့သိပြလို့မရအောင်ခဏနေ Facebook ကပိတ်အောင်မှာခုနကလိုက်တခုကပိတ်ပြီးသွားပြီဒါကုပြန်လွှင့်တာအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ ဒီချိန်ကစကားတွေအများကြီးပြောရမယ့်အချိန်မဟုတ်ပါဘူးကျွန်တော်တို့ကနေပြီးတော့တက်သိမ်းရမယ့်အချိန်ရန်သူစခန်းကိုတက်သိမ်းရမယ့်အချိန်အခုချိန်ကဘာဖြစ်နေတာလဲဆိုတော့ကျွန်တော်တို့ရဲ့လူဦးတော်လှန်ရေးက90 90ဖြစ်နေတယ်90 90ဆိုတာကကိုယ့်ဘက်ကရန်သူစခန်းကိုတက်သိမ်းနိုင်ရင်နေပြီးတော့တက်သိမ်းနိုင်ကျွန်တော်တို့နိုင်မယ်သူ့ဘက်ကကျွန်တော်တို့ကိုခြေမုံသွားရင်သူနိုင်မယ်အခုကျွန်တော်တို့လက်ရှိတော်လှန်ရေးအခြေအနေက90 90ဖြစ်နေတယ် အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးအားစိုက်ထုတ်ဖို့လိုပါတယ်ကိုတက်နိုင်တဲ့ဘက်ကနေတာဝန်အသိစိတ်နဲ့အားလုံးတက်နိုင်တဲ့လောက်ပါဝင်ပေးကြဖို့အားလုံးကိုမြတ်တာရက်ခံပါတယ်အဲ့ဒီတော့ဟိုကိုနဲ့ရင်းနှီးတဲ့ PDF အဖွဲ့တွေရှိတယ်နော်ကိုယွာမှာ PDF အဖွဲ့တွေရှိတယ်ကိုမျိုးမှာ PDF အဖွဲ့တွေရှိတယ်ကိုတငယ်ချင်းတွေ PDF အဖွဲ့တွေရှိတယ်ဆိုရင်ကိုအမှန်တကယ်ယုံကြည်စိတ်ချရတဲ့ကိုအဖွဲ့တွေကိုကိုမြေပြင်ကိုတိုက်ရိုက်ထောက်ပံ့ပါလှူဒန်းပေးကြပါနော်အဲ့လိုမှအဆက်အသွယ်မရှိဘူးအခုအခုကျွန်တော်လုပ်နေတဲ့ကမ်ပိန်းကတော့ကျွန်တော်အခုကြီးစံ9000ကမ်ပိန်းလုပ်နေပါတယ်ဒီကြီးစံ9000ကဘာအတွက်လဲဆိုတော့ မြင်းကြံခရိုင်အတွင်းမှာရှိတဲ့ PDF အဖွဲ့တွေအားလုံးကိုမျှဝေထောက်ပံ့ပေးဖို့အတွက်ကျွန်တော်ကြည်စံ9000ကမ်ပိန်းလေးလုပ်နေပါတယ်အဲ့ဒီထဲမှာပါဝင်ပေးလို့လည်းရပါတယ်ကျွန်တော်ဒီမှာမပါဝင်ခြင်းဘူးဆိုရင်လည်းကိုနဲ့ရင်းနှီးတဲ့ PDF တွေရှိရင်မြင်းပြင်ကိုတိုက်ရိုက်သွားပြီးတော့လှူပေးပါကျွန်တော်စီမှာမပါဝင်ခြင်းဘူးဆိုရင်လေကိုနဲ့ယင်းနီးတဲ့ ကိုရက်ကိုရွာမှာ PDF အဖွဲ့တွေရှိရင်ကိုတိုင်တိုက်ရိုက်သွားပြီးတော့လှူပေးကြပါအဓိကကကျွန်တော်တို့မြေပြင်မှာစစ်တိုက်နေတဲ့ PDF တွေလက်ထဲကိုအလှူငွေတွေရောက်ဖို့နဲ့လက်နက်ခဲယမ်းတွေရောက်ဖို့အရေးကြီးပါတယ်အဲ့တော့ကျွန်တော်ရဲ့ campaign ဒီထဲမှာမပါဝင်ခြင်းဘူးဆိုရင်လေကိုနဲ့ရင်းနှီးတဲ့ PDF တွေရှိရင်လူတိုင်းလူတိုင်းပါဝင်သိသိနဲ့ဒီတော်လိုင်းကိုပါဝင်ပေးကြပါကိုတိုင်းသွားလှူကြပါနော်အဲ့တော့အဲ့လိုမှဆက်သွယ်မရှိဘူးဒီထဲမှာပဲပါခြင်းတယ်ဆိုရင်လေဝိုင်းဝန်းပြီးတော့ကူညီပေးကြပါဗျာနော်အဲ့တော့ဟော နိုင်နိုင်နိုင်တရာနိုင်နိုင်မြန်မာငွေ1000နိုင်နိုင်2000နိုင်နိုင်လူချင်းတလောက်လူပါကျွန်တော်တို့အလူခံပါတယ်လူခံပြီးရင်ကျွန်တော်ဒီလကုန်ရင်ကျွန်တော်လူချင်းတဲ့အတိုင်းတာကြီး9000ဒီနေ့ပြည့်ရင်ဒီနေ့မန္တလေးမှာမြင်းကြံခရိုင်မှာရှိတဲ့ဖွဲ့တွေမျှဝေပြီးမှာပါမနှက်ပြန်ပြည့်ရင်မနှက်ပြန်ပေါ့လေအဲ့တော့ဒီစံ9000ကတော့ဘယ်တော့ပြည့်မလဲတော့မသိဘူးကျွန်တော်အခုဆိုအလူခံလာတော့၄ရက်ရှိသွားပြီ၄ရက်ရှိသွားပြီကျွန်တော်အလူငွေ1000 2000 950တော့ရတာပြီဒါ၄ရက်အတွင်းမှာเนาะအဲ့တော့ဒီကြီးစံ9000ဘူးဘယ်တော့ပြည့်မလဲတော့မသိဘူးညာ ြည်စံ9000ဒီနေ့ပြည့်ရင်ဒီနေ့ PDF တွေလက်ထဲအပ်ပါမယ်မနှက်ပြန်ပြည့်ရင်မနှက်ပြန်အပ်ပါမယ်အခုထိတော့ကျွန်တော်အလူခံတာ၄ရက်ရှိပါပြီအဲ့ဒီ၄ရက်ထဲမှာ1000နဲ့2000နဲ့850ရထားပါတယ်အဲ့တော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိကြတဲ့ညီကိုမောင်မတွေပြည်ရင်းပြည်ပမှာရှိကြတဲ့ညီကိုမောင်မတွေကျွန်တော်နဲ့အတူတူတက်နိုင်တဲ့လောက်ပါဝင်ပေးကြဖို့အားလုံးကိုမေတ္တာရက်ကံပါတယ်ကျွန်တော်ဒီတစ်ခေါက်ကတော့ဒီမန္တလေးခရိုင်အတွင်းမှာရှိတဲ့ PDF အဖွဲ့တွေကိုမျှဝေပေးမှာဖြစ်ပါတယ်ကြီးစံ9000တန်ပိုင်းမှာအခုကကြီးစံတစ်တောက်ကဘယ်လောက်လဲဆိုတော့ white 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 ဆိုရင်မြန်မာငွေတောင်း2000ရှိတယ်ထိုင်းဘက်နဲ့ဆိုအနည်းဆုံးအကြည်တတောက်100လောက်ရှိမှာပေါ့ဗျာ100 130လောက်တော့ရှိမယ်အဲသူတို့ကျွန်တော်တို့ဒီကနေ ကျွန်တော်တို့ကအခက်တာကဟိုအညာဒေတာကကြတော့ကျွန်တော်တို့ဒီပျက်စီးပို့လို့မရဘူးပတ်စံပဲပို့လို့ရတယ်ပတ်စံပို့လိုက်ရင်တို့လမ်းကြောင်းနဲ့တို့အဲဝယ်ယူရေးလမ်းကြောင်းတွေရှိတယ်မောင်ကိုလမ်းကြောင်းတွေရှိတယ်တို့လမ်းကြောင်းနဲ့တို့သွားဝယ်တာပေါ့နော်ကျွန်တော်တို့ကတော့ပတ်စံပဲလွှဲပေးလိုက်တယ်အဲ့ဒီမှာတို့ဝယ်ကြတယ်ပေါ့လေဝယ်တာကိုတဲ့တို့မြင်းကြံအရောက်ကိုတဲ့ជីတတောက်ကိုတထောင်းနဲ့နှစ်ထောင်ပေးရတယ်တဲ့အာជីတတောက်ကိုတထောင်းနဲ့နှစ်ထောင်နော်အဲ့တော့ကျွန်တော်တို့15မိနစ်စာတိုက်ပွဲတစ်ပွဲဖြစ်မယ်ဆိုရင်ဘယ်လောက်ကုန်ကြမလဲလားတွက်ကြည့်လိုက်နော်အဲ့တော့ PDF ကျွန်တော်တို့ PDF ရေးပေါ့ဗျာ PDF ရေးပေါ့အနည်းဆုံးဒီတက်ရင်တရင်မှာလူ150 200အနည်းဆုံးရှိတယ်အဲ့တော့အဲ့ဒီလူ150 200က15မိနစ်လောက်ပြစ်တယ်ဆိုရင်ကို15မိနစ်လောက်သူပြစ်ကိုပြစ်ပြစ်ရင်အနည်းဆုံးသိန်း300နဲ့400ကျားမှာကုန်တယ်ဒါ15မိနစ်စာတိုက်ပွဲတပွဲကိုပြောတာနော်အခုဆိုရင်အခုဆိုရင်အဲ့ဒီမြင်းကျက်မှာစစ်ကောင်စီကလေရင်နဲ့ဘုံလာကျဲတယ်လက်နက်ကြီးတွေနဲ့လာလာပြစ်တယ်ပြစ်တာကိုစစ်စစ်ကောင်စီကစိတ်တိုင်းကြပြစ်တာကိုကျွန်တော်တို့ PDF တွေကစိတ်တိုင်းကြ ပြန်မပြစ်နိုင်ဘာလို့လဲဆိုတော့ကြည်စံကနဲတယ်အဲ့တော့လိုအပ်တဲ့လောက်လေးပဲပြန်ပြန်ပြစ်ပြီးတော့နောက်ကိုပြန်ပြန်ဆုတ်လာရတယ်ဘာလို့လဲဆိုတော့ကြည်စံမရှိလို့အရန်ရေးကြီးနေတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကြည်စံအလှခံတာဖြစ်ပါတယ်အားလုံးတက်နိုင်တဲ့လောက်ပါဝင်ပေးကြပါဗျာနော်အဲ့တော့စကားပြောတာတော့တော်တော်မောနေပြီဒီမှာလှူမယ်ဆိုတဲ့ comment လည်းမလာဘူးမစင်ညာမှလည်းမလာဘူးဘယ်လိုလုပ်ရမလဲအားလုံးပဲတက်နိုင်တဲ့လောက်ပါဝင်ပေးကြပါဗျာနော်အဲ့တော့ကျွန်တော်ကျွန်တော်ရဲ့ like ကအလှခံတဲ့ like ဖြစ်တယ်ဆိုတာအား